ုဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှလည်းအမျိုးတို့ကြီးရကြတယ်နော်တိ6ပတ်တိပေးထားတာဖြစ်ပါတယ်နော်မနေ့ကကျမပြောတယ်တိပို့ပို့ပြီးတော့အားကောင်းနေဆိုပြီးတော့နော်ဒီမှာပါမင်းနေရနေပြီးတော့အမတိလေးဆိုတာဒါအမျိုးတို့ရရှိကြတယ်နော်အဲ့ဒါပြီးတော့ဒါကတပတ်စာလက်ဆောင်ကပ်ကလေးနော်တပတ်စာလက်ဆောင်ကပ်ကလေးရဆိုရင်ပထမနေ့တိထွက်တယ်မနေ့ကလုံးဝဆိုရင်6ခုထွက်တယ် ဒီနေ့မှတီလေးဆိုပြီးတော့ထွက်သွားတယ်နော်ကျမကဒါကိုနှစ်ကွက်လောက်ပဲထွက်တယ်ထင်တာသူကသုံးကွက်တောင်ကြပြီးသွားတယ်နော်ဒါကအဖွဲ့မွန်နိုင်တဲ့အမျိုးတွေတော့ကိုဒါစေတနာထားပြီးတော့ချပြပေးရတယ်လက်ဆောင်ကကလေးဖြစ်ပါတယ်ဒီကကလေးကိုကျမစနေနေ့တိုင်းလိုက်လွှမ်းတာဖြစ်ပါတယ်အမျိုးတို့ရေနော်အဲ့ဒါပြီးသွားတော့အမျိုးတို့ရေဒီဘက်မှာဆိုလို့ရှိရင်ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာတ်ဥပတိ6တလုံးပေးထားတာဖြစ်ပါတယ်6တလုံးဟာဆိုလို့ရှိရင် သူကအဲဘယ်နေ့ရလဲဆိုတော့နေဦးဒါကတနင်္လာအင်္ဂါဗုဒ္ဓဖူးနေ့မနက်မှာပဲ6ခုဆိုပြီးတော့ဒါဆင့်ပေးသွားတယ်နော်အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေက6ပတ်တီနဲ့6ခုဆိုပြီးတော့သူက2ကြိမ်ရတယ်အဲ့ဒါပြီးတော့ကျမကကျမရောင်းလာဆိုရင်ဒါလေးပဲဖြစ်ပါတယ်နော်ဇာတုပတိတလုံးမိန်အော3ခွဲဒူအော2ခွဲကျမရောင်းလာဆိုရင်ဒီကကလေးဖြစ်ပါတယ်ကျမပြီးထားတဲ့ခဏတလုံးဟာအစိုးရဆင်းခဲ့လို့ရှိရင်နောက်တဲ့ချိန်မှာ အခုလိုမျိုးပတ်တီတလုံးငင်းရောသုံးကွက်ဒူရောနှစ်ကွက်ပြီးမယ်ဆိုပြီးတော့ကျမမနေ့ကလိုက်ထဲမှာပြောထားတာပါနော်ဒါကကျမအဖွဲ့ဝင်တွေကိုတည်တံပေးတာပါနောက်ပြီးတော့နောက်ပတ်အတွက်ကိုကြိုးဝင်ခြင်းနဲ့အမျိုးတွေအတွက်ကိုလည်းကျမအဖွဲ့ဝင်တွေနဲ့အတူတူပဲကဏ္ဍတလုံးကိုထပ်ပို့ပေးတာဖြစ်ပါတယ်နော်အဲ့ကဏ္ဍတလုံးဟာဆိုလို့ရှိရင်ကြာသပတိတောက်ကြမှာဇာတို့ပတ်တီတတလုံးဖြစ်ပါတယ်ပြီးတော့ဒီညနေမှာပဲတေးလေးဆိုပြီးတော့မိန်းနေရနေပြီးတော့ဆင်းသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်အဟောင်းတွေကဒါလက်ဆောင်နော် နောက်ဘက်တော့ကိုကြိုဝင်မဲ့အဖွဲတွေအတွက်ကိုလည်းဓာပို့ပေးတာဖြစ်ပါတယ်နော်အဲ့တော့နောက်ဘက်တော့ကိုကြိုဝင်တဲ့အဖွဲတွေကတစ်ပတ်တီနဲ့တေလေးဆိုတာကိုသူတို့လည်းနှစ်ကြိမ်ရရှိသွားတယ်နော်ဒါနောက်ဘက်တော့ကိုကြိုဝင်တဲ့အမျိုးတွေအတွက်ကိုပေးတဲ့ကဏ္ဍဖြစ်တယ်နောက်ပြီးတော့ကျမရဲ့အဖွဲဝင်တွေဒါကလက်ဆောင်ထပ်ပြီးတော့ပေးတဲ့ကတ်ကလေးလည်းဖြစ်တယ်နော်ဒါအတူတူပါပဲနော် အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေကဒီဘက်မှာလည်းသူတို့က၄ချိန်အောင်မြင်မှုကိုရရှိတယ်နော်၄ရက်အတွင်းမှာ၄ချိန်အောင်မြင်မှုကိုရရှိတယ်အဲ့လားဆိုလို့ရှိရင်အခုလာမဲ့အဘက်မှာအဖွဲ့ဝင်ခြင်းတဲ့အမျိုးတွေက၃ရက်အတွင်းကျမအာမခံပေးထားတယ်နော်၃ရက်အတွင်းဇာတို့ပတ်တီတလုံးမင်းရော၃ကွက်ဒူရော၂ကွက်ကျမပေးတဲ့ခဏတလုံးဟာအစိုးရဆင်းခဲ့လို့ရှိရင်အခုလိုမျိုးပဲနောက်တစ်ချိန်မှလက်ဆောင်ဖြစ်နေအခုလိုမျိုးဇာတို့တလုံးနဲ့ မင်းရောသုံးကွယ်ဒူရောနှစ်ကွယ်ကိုလက်ဆောင်ပြည့်နဲ့ထပ်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်နော်စိတ်ဝင်စားမှုရှိတယ်ဆိုလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါနော်ကျမကမနေ့ဖန်တောက်ကြညက်နေခဏထွက်ပြီးတာနဲ့တပြိုင်နဲ့အဖွဲစပြီးတော့ဝင်လို့ရပါပြီနော်တနင်္လာမနေ့10နိုင်ထိလက်တိခံမှာဖြစ်ပါတယ်10နိုင်နောက်ပိုင်းကိုတော့အဖွဲရပိတ်ပါပြီနော်အဲ့တော့ခဏများကိုကျမကတနင်္ဂနွေည9နိုင်ရနေစပြီးတော့ပြန်လဲပို့ပေးမှာဖြစ်ပါတယ်10နိုင်ထက်နောက်မကြောက်ဘူးလို့ကျမဘက်ကအာမခံပေးထားပါတယ်နော် ိတ်ဆန္ဒရှိလို့ရှိရင် ကျမနဲ့ဆက်သွယ်ပြီးပါနော်ဒါလူတိတွေကိုပြောတာဖြစ်ပါတယ်နော်လူဟောင်းတွေကတော့ကျမနဲ့ဆက်သွယ်နေကြလူဟောင်းတွေကတော့ဒါတိတယ်နော်အဲ့တော့လူတိတွေကစိတ်ဆန္ဒရှိလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးနော်အဲ့ဒါဆိုရင်ကျမမနှက်ဖန်အတွက်ကိုအမြန်လေးပြပြပြီးမယ်နော်ဒါကျမသူများနေရာကိုရောက်နေတာဖြစ်ပါတယ် လေးနဲ့နှစ်နဲ့ပေါင်းမှာနော်လေးနှစ်ပေါင်းတော့6 6ခု6နဲ့ပေါင်းမှာနော်6 6ပေါင်းတော့နှစ်နော်6 6ပေါင်းတော့နှစ်ဘောပင်ရတယ်နှစ်နော်နော်ဘောပင်လေးတစ်ချက်လဲလာအောင်ပါဒါကျမသူများနေရာမှာမင်္ဂလာတောင်အတွက်ကိုလာတာဖြစ်တဲ့အတွက်ဒါလေးကကြပြကြရလေးတင်ပေးมาဖြစ်ပါတယ်နော် အဲ့တော့နှစ်နှစ်ပါဝါခွန်နှစ်ကဲနှစ်ခက်က၄ဖြစ်ပါတယ်သူကဒီမနေ့ညမှာဆင်းပြရမှာဖြစ်တယ်နော်ဘာဆင်းပြလဲဆိုတော့6နှစ်ဆိုတော့ဒီနှစ်တလုံးဆင်းပြတယ်နော်အဲ့တော့6နဲ့9နဲ့ပေါင်းတော့9ငါ့ကိုနှစ်နဲ့ပေါင်းမယ်ငါနှစ်ပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှစ်ခက်က3ညနော်ခွန်နှစ်3ညကဒီမနေ့ညမှာသူကဆင်းပြရမယ်တဲ့ဘာဆင်းပြလဲဆိုတော့နှစ်3ဆိုတော့နှစ်တလုံးဆင်းပြတယ်နော်ဒါကြမှာမှားပြီးတော့ဒါအယောင်ခြေလိုက်တာဖြစ်ပါတယ်เนาะအဲ့တော့ဒါမပါဘူးအဲ့တော့ဒါနဲ့ဒါနဲ့ပေါင်းတာဖြစ်ပါတယ်เนาะ နှစ်ခွန်ပေါင်းတော့ကိုကိုငါနဲ့ပေါင်းမှာကိုငါပေါင်းတော့လေးလေးပါဝါကကိုလေးရဲ့နှစ်ခတ်ကနှစ်လေးကိုနှစ်ကလည်းဒီမနေ့ညမှာ तू ဆင့်ပြရမယ်တဲ့ဗာဆင့်ပြလေခွန်လေးဆိုတော့လေးတလုံးဆင့်ပြတယ်နော်အဲ့တော့ခွန်းနဲ့၃နဲ့ပေါင်းလို့ရှိရင်၃ည၃ညကို၃ညနဲ့ပေါင်းတော့လေ၃ည၃ညပါဝါ၅၃ညရဲ့နှစ်ခတ်ကခွန်း၃ည၅ခွန်းကဒီမနေ့ညမှာသူကဆင်ပြရမယ်တဲ့။ဘာဆင်ပြလဲဆိုတော့၃၀ဆိုတော့၃ညတစ်လုံးဆင်ပြတယ်နော်။ဒါကမနေ့ဖန်အတွက်ဖြစ်ပါလေနော်။ဒီ၃လုံးပေါင်းတော့ ီသုံးလုံးပေါင်းတော့6เนาะ6ပါဝါကတိ6ကနှစ်ခတ်က9ဖြစ်ပါတယ်ဒီဘက်ကအချင်းလေးကိုလည်းကြည့်လိုက်ရအောင်เนาะဒီဘက်ကအချင်းကဒီသုံးလုံးပေါင်းတာဖြစ်ပါတယ်เนาะ6 3ည4ပေါင်းမယ်เนาะ6 3ည4ပေါင်းတော့3ညရတယ်3ညရဲ့ပါဝါက9 3ည9ကဒီနှစ်ရဲ့အတွင်းဆင်မယ်เนาะပြီးလို့ရှင်ဒါနဲ့ဒါနဲ့ဒီလိုပေါင်းတာဒီလိုဆိုတော့လေ4 6ပေါင်းတော့3ည3ညရဲ့ပါဝါက9เนาะ3ည9ကလည်းဒီနှစ်ရဲ့အတွင်း ဲ့တော့ဒီနေ့အတွင်းမှာသူကဝမ်းကြိမ်ရတူတဲ့အတွက်ပါဆင့်ပြီးလဲဆိုတော့20ဆိုတော့3ညတလုံးဆင့်ပြီးတာဖြစ်ပါတယ်မျိုးလို့ရေနော်အဲ့တော့တိချောက်ပေါင်းတော့ခွန်ခွန်နှစ်နဲ့ပေါင်းမှာခွန်နှစ်ပေါင်းတော့ကိုကိုရဲ့ပါဝါက၄သူကလည်းဒီနေ့ရဲ့အတွင်းနော်အဲ့တော့နှစ်နဲ့တင်းနဲ့ပေါင်းတော့3 3ပါဝါက၈3ရှိကလည်းဒီနေ့ရဲ့အတွင်းအဲ့တော့ဒီနေ့အတွင်းမှာဒီဘက်က3ရှိကပါဆင့်ပြီးလဲဆိုတော့ကိုရှိသေး3ဆိုပြီးတော့ရှိကို3ဝန်းဆင့်ပြီးတယ်နော်ဒီဘက်ကကိုလေးချင်းကကိုနှစ်ကိုရှိဆိုပြီးတော့ကိုတလုံးဆင့်ပြီးတယ်နော် အဲ့တော့ရှင်းနေတင်းနဲ့ပေါင်းတော့ကိုကိုနှစ်နဲ့ပေါင်းမှာကိုနှစ်ပေါင်းတော့နော်ဒါဆိုတော့ရှင်းနေတင်းနဲ့ပေါင်းတော့ကိုကိုကိုသုံးနဲ့ပေါင်းတော့နှစ်နော်ဟုတ်လားနှစ်ကိုကိုသုံးပေါင်းတော့နှစ်နှစ်ပါဝါခွန်နော် ဒီမှာသူမြိုင်မှာရောက်နေတဲ့တော့ကြပြကြရလေးလုတ်ပြရတာဖြစ်ပါတယ်ဧည့်သည်တွေကရှေ့မှာနော်အဲ့တော့ကိုရှေ့ပေါင်းတော့ခွန်ခွန်ပါဝါကနဲ့မင်္ဂလာတောင်းလာတာဖြစ်ပါတယ်မျိုးတွေနော်အဲ့တော့ဒါကကိုရှေ့ပေါင်းတော့ခွန်နဲ့တော့ဟိုဟိုဘက်နဲ့ဒီဘက်နဲ့အချင်းတူတယ်နော်ချင်းတူတော့ခွန်နဲ့ချင်းရံပါဆင်းပြီးတယ်ဆိုတော့2 3ခွန်5ဆိုပြီးတော့နှစ်ကောခွန်ရောဆင်းပြီးတယ်နော်ဒီဘက်နဲ့ဟိုဘက်နဲ့အချင်းတူလာနော်အဲ့တော့ဒီ၃လုံးပေါင်းမှာနော်ဒီ၃လုံးပေါင်းတော့၄၅၃ပေါင်းတော့၈၈၆ပေါင်းတော့၄ လေးပါဝါကိုသူကလည်း၂ရက်အတွင်းအဲ့တော့၂ငါးပေါင်းတော့ခွန်ခွန်ပါဝါက၂အဲ့တော့ဒီဘက်ကခွန်နေချင်းကဗာဆင်းပြီလဲဆို၃ညခွန်နဲ့၄ခွန်ဆိုတော့ခွန်တစ်လုံးဆင်းပြီလဲဒီဘက်က၄ခိုးချင်းကဗာဆင်းပြီလဲဆိုတော့ခွန်၄ဆိုတော့၄တစ်လုံးဆင်းပြီလဲနော်မျိုးတို့အဲ့ဒါဆိုတော့၄၃ညပေါင်းတော့၄၄ကို၅နဲ့ပေါင်းတော့၉၉ပါဝါက၄သူကလည်း၂ရက်အတွင်း ၃ညနဲ့၄နဲ့ပေါင်းတော့၄၄ဘဝကိုသူကလည်း၂ရက်အတွင်းအချင်းတူတဲ့အတွက်ဘာဆင်ပြီလဲ၄၀၉၀ဆိုပြီးတော့၄ရက်၉ရက်ဆင်ပြီတယ်နော်မျိုးလို့အဲ့ဒါဆိုတော့၃ညနဲ့၉နဲ့ပေါင်းတော့၉ကို၃ညနဲ့ပေါင်းတော့၉၉ဘဝက၄သူကလည်း၂ရက်အတွင်း၃နဲ့၃ညနဲ့ပေါင်းတော့၃၃ဘဝက၈၃၈က၂ရက်အတွင်းအဲ့တော့၃၈အချင်းကဘာဆင်ပြီလဲဆိုတော့၃၀ဆိုတော့၃တလုံးဆင်ပြီတယ်ဒီဘက်က၉လေးချင်းက၉နှစ်ဆိုတော့၉တလုံးဆင်ပြီတယ်နော်အဲ့တော့မနှက်ဖန်အတွက် ့ဥခုံပေါင်းတော့6 6ကိုနှိမ့်နဲ့ပေါင်းမယ်6နှိမ့်ပေါင်းတော့8 8ပါဝါ3ဒါမနက်ဖန်အတွက်เนาะမြို့တို့ဒါဆိုတော့ဥခုံပေါင်းတော့3ည3ညရဲ့ပါဝါက9เนาะမြို့တို့ဒါမနက်ဖန်အတွက်အဲ့ဒါဆိုတော့ဒီဘက်က3ည5ချိန်ရတယ်ဒီဘက်က8 3ချိန်ရတယ်ဒါကကြီးပြီမယ်เนาะကြီးရ6 8ကိုเนาะပတိပတ်နိုင်တဲ့မျိုးတွေက6ခုပတိပြီမှာဖြစ်ပါတယ်เนาะဒီထဲမှာဒီမှာ main ကို မင်းကိုကျွန်မရှင်းပြမယ်နော်မင်းက6နဲ့ဆိုတော့64 63 63 9 65အဲ့ကိုနဲ့ဆိုတော့94 93 94ရထွက်ပြီးသားနော်ကြိုက်တဲ့မျိုးတွေကထည့်ထူနော်အဲ့တော့ကျွန်မကြိုက်ဘူးအဲ့တော့90နေရာမှာ98 95ဒါ main ဖြစ်ပါတယ်နော်မျိုး ါက main ဖြစ်ပါတယ်ပြီးတော့အောက်ကရံွက်ကလေးထည့်ပေးမယ်နော်ရံွက်က9တီ3တီ3ညာတီနော်အဲ့ဒါလေးတော့ဖြစ်တယ်ဒါပေမဲ့လက်တွေ့ဆိုင်မှာနှစ်ကလေးရထားတဲ့အတွက်နှစ်6တကွက်ထည့်ပေးမယ်နောက်ပြီးတော့နှစ်9တကွက်ထည့်မယ်ကြိုက်တဲ့မျိုးတွေကထည့်တုံးနော်ဒီဘက်မှာဆိုရင်လည်းဒါမျိုးတို့တည်တဲ့အတိုင်းပဲကျမဘက်ကတာဝန်ကြီးခဲ့တယ်နော်မျိုးတို့အခုလဲကျမသူများမင်္ဂလာတောင်ရောက်နေတဲ့အတွက်အဲ့ဒါခပြခရရလေးတင်ရတာဖြစ်ပါတယ်နော် အဲ့တော့မနက်ဖြန်၄ရက်တောက်ကြမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတက်လဲလဲရရှိနိုင်ကြပါသည်နော်